ကလေးတယောက်ရဲ့အနာဂတ်အောင်မြင်မှုအတွက်ပညာရေးထက်ပိုအရေးကြီးတာကအိပ်စက်မှုဆိုတာသိကြလားအိပ်စက်မှုချို့တဲ့ရင်တင်ယူမှုစွမ်းရည်၃၀ရာခိုင်နှုန်းအထိကျသွားနိုင်တယ်ဆိုတာကိုသိကြလားဒီဗီဒီယိုထဲမှာတော့ကျမ်းမာတန်ဆွမ်းတဲ့ကလေးတယောက်ဖြစ်ဖို့အိတ်ချိန်ဘယ်လိုစီမံရမလဲဆိုတဲ့အကြောင်းကိုသိပ္ပံနည်းကြနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်တင်ကမိဘတူလားခုပြောပြပေးမှာကသားသမီးတွေအတွက်တေချာတိထားတဲ့အချက်တွေမလို့အဆုံးထိကြည့်လိုက်ပါနော် ဒီနီလန်ကတင်ကလေးရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်။ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အိတ်ဆက်ခြင်းကအရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ American ကလေးထူးကူဆရာဝန်များအသင်းရဲ့လေ့လာချက်အရအရေးပြတဲ့ကလေးတွေဟာတင်ယူမှုစွမ်းရည်သုံးဆယ်ရာခိုင်နှုန်းအထိကျဆင်းနိုင်ပြီးစိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုဖြစ်နိုင်တယ်လို့ဆိုပါတယ်။အသက်လိုက်လိုအပ်တဲ့အိတ်ချိန်များငွေကင်းစမှ၁၂လအရွယ်ဆိုတနည်းလျင်၁၄နာရီမှ၁၈နာရီအိတ်ရန်လိုအပ်ပါသည်။ ၃နာရီမှ၄နာရီခြားတစ်ချိန်နှိုးပြီးနှိုးတိုက်ဖို့လိုအပ်။တစ်နှစ်မှနှစ်နှစ်အရွယ်ဆိုတစ်နှစ်လျင်၁၇နာရီမှ၁၄နာရီအပြရရညာလိုအပြပါသေး။နေကင်းအချိန်တစ်နာရီမှ၂နာရီ၃နှစ်မှ၅နှစ်အရွယ်တွေဆိုတစ်နှစ်လျင်၁၀နာရီမှ၁၃နာရီအပြရရညာလိုအပြပါသေး။နေကင်းအချိန်ဖြည်းဖြည်းချင်းလျှော့ချ၆နှစ်မှ၁၂နှစ်အရွယ်တွေက တနေ့လျင်9နာရီမှ10နှစ်နာရီအပြရများလို့အပြပါသေးတယ်။ကျောင်းစာနဲ့အခြားလှုပ်ရှားမှုတွေအတွက်အချိန်မပြတ်စေဖို့ကလေးတွေကိုကောင်းကောင်းအိပ်ပျော်စေဖို့နီလန်းခုနှစ်တွေတနေ့စဉ်ပုံမှန်အချိန်စရာတပတ်လုံးစနေတနင်္ဂနွေ အပါဝင်အချိန်မှန်အောင်ထားပါနှစ်အိပ်ရဝင်နေ3ဆင့်ရေနွေးနွေးလေးနဲ့ရေချိုးပုံပြင်ဖက်ပြခြင်းအလင်းရောင်မိတ်နဲ့အခန်းသုံးညစာစားခြင်း ိယာဝင်ခန်းနီးနှစ်နာရီအလိုမှာညစာစားပါအချိုနဲ့ကဖိမ့်တက်ပါတဲ့အစားအစာတွေရှောင်ပါလေးအိယာဝင်ချိန်မတိုင်ခင်တနာရီအတွင်း TV ဖုန်းတက်ဘလက်တွေပိတ်ထားပါစာအုပ်ဖတ်တာတခြင်းနားထောင်တာမျိုးလုပ်ပါငါအိယာခင်းတဲ့အခန်းပူချိန်အခန်းအပူချိန်16မှ22ဒီဂရီစင်တီဂရိတ်ထားပါနူးညံ့တဲ့အိယာခင်းတော့ပါ၆ကလေးအိပ်ပျော်နေချိန်အတန်စူညံမှုရှောင်ပါ အလင်းရောင်မိန်အောင်ထားပါခွန်နေကင်းအိတ်ချိန်ငားနှစ်အောက်ကလေးတွေအတွက်နေကင်းအိတ်ချိန်ထားပေးပါညနေ3နာရီနောက်ပိုင်းမအိတ်ခိုင်းပါနဲ့အိတ်ရေးပြက်ခြင်းရဲ့ဆိုးကျိုးများတကြီးထွားမှုနေခြင်းကလေးတွေရဲ့ကြီးထွားမှုဟော်မုန်းတွေက အိတ်နေချိန်မှာအများဆုံးထွက်ပါတယ်နှစ်တင်ယူမှုစွမ်းရည်ကျဆင်းခြင်းမျက်ညံနဲ့အာရုံစူးစိုက်မှုစွမ်းရည်ကျဆင်းသုံးစိတ်ကျန်းမာရေးပြဿနာများစိတ်တူလွယ်ဒေါသထွက်လွယ်ခြင်း စိုးရိမ်စိတ်နဲ့စိတ်တက်ကြခြင်းဖြစ်နိုင်ခြင်းများ၄ကိုခံအားစနစ်အားနည်းခြင်းဖြားနာလွယ်ခြင်းနာတာရှည်ယောဂဖြစ်နိုင်ခြင်းများကလေးတယောက်ရဲ့အနာဂတ်အောင်မြင်မှုအတွက်အိပ်ဆက်ခြင်းကပညာရေးထက်ပိုအရေးကြီးပါတယ်ဤဆောင်းပါးကိုအမေရိကန်ကလေးထုကူဆရာဝန်များအသင်းအဲလမ်းညွှန်ချက်များနဲ့တိတ်ပန်ဤကြားလေ့လာချက်များအပေါ်အခြေခံပြီးရဲရင်အောင် baby care မှရေးသားထားပါသည် အမေရိကန်ကလေးထူးကူဆရာဝန်အသင်း Apple ရဲ့လမ်းညွှန်ချက်များပေါ်အခြေခံပြီးရဲရင်အောင် Baby Care မှ ပြုစုတင်ဆက်ထားပါတယ်။မိဘတွေအနေနဲ့တင့်ရဲ့အိမ်ကကလေးတွေကိုပုံမှန်အဲ့ရလားဆိုတာ comment မှာပြောပြပေးပါနော်။ Like, read, comment, share လုပ်ပေးပါနော်။မိဘတွေရဲ့အားပေးမှုက ကျွန်ုပ်တို့အတွက်တန်ဖိုးရှိပါတယ်။